ရောင်းပိုင်နယ်ကွာခြားလုံးနဲ့စိတ်သဘောရာကြောင့်နာမည်ကောင်းနေရရှိနေတဲ့ကောင်းပြိပရိသတ်များလုံးမင်္ဂလာပါရှင့်ဆက်လင်အစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။မချော၃ယောက်ကိုတယောက်ဇလန်နဲ့ပြဿနာတွေအများကြီးတက်နေပြီးတော့နာမည်ပြတ်တွေရရှိနေတာကတော့လောင်းပိုင်ဖြစ်ပါတယ်။ဒါပေမဲ့လောင်းပိုင်နယ်လုံးဝကိုကွဲပြားခြားနာတဲ့စိတ်သဘောရာတွေကိုပိုင်ဆိုင်ထားတာကြောင့်နာမည်ကောင်းနေရရှိပြီးချီးကျူးမှုတွေခံရတာကတော့ကောင်းပြည့်ဖြစ်ပါတယ်။ကောင်းပြည့်ကနာမည်ကျော်မင်းသားတက်လက်ဖြစ်တယ်လို့လွမ်းပိုင်ကလည်းနာမည်ကျော်အစိုးရနဲ့တယောက်ဆောင်တက်ဦးဖြစ်ပါတယ်။ နှစ်ယောက်စလုံးကချောမော်ရဲရုပ်ရည်ကိုပိုင်ဆိုင်ထားလို့မိန်းကလေးတိုင်းကကြိုက်ကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ကြွားချတဲ့စိတ်သဘောထားတွေကြောင့်အဖြူနဲ့အမဲတက်တက်ကွဲကွဲပေါ်လာခဲ့ပါပြီ။ လွန်ပိုင်ကလည်းမအောင်မြင်ခင်အချိန်ကလေးကထထဆိုတဲ့အစိုးရမလေးနဲ့ရွှေလက်တွဲခဲ့ပြီးတော့ချစ်သူတန်း73နှစ်ပြည့်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျားလူရဲ့ဝင်ရောက်နှောက်ယှက်မှုတွေကိုမခံနိုင်တာကြောင့်73နှစ်ကြာလက်တွဲခဲ့တဲ့ကောင်မလေးရဲ့မျက်နှာကိုမမထောက်သစ္စာပေါက်တဲ့လောက်ရက်တွေကိုလုပ်ခဲ့ပါတယ်။ဒါတင်မကတခြားသောမင်းသမီးတယောက်နဲ့လည်းရှုပ်နေရတဲ့အတွက်သူတို့ရဲ့၄ဖွင့်ဆိုင်လား၅ဖွင့်ဆိုင်လားမသေးခွဲတဲ့အရှုပ်ဇက်တော်ပုံကြီးကြောင့်နာမည်ပြတ်တွေများစွာရရှိလို့နေခဲ့ရပါ။ဒီအခါမှာချစ်သူတန်း73နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့က ကောင်းပြေတော်ဆောင်တွေကတော့ကြားလူရဲ့နောက်ရှက်မှုတွေကိုဂရုမစိုက်ခဲ့ရကြောင်းရွှေလက်တွဲမြဲနေခဲ့တဲ့အတွက်ချစ်ကျမှုတွေရရှိနေခဲ့ပါတယ်။ကောင်းပြေတဲ့တန်နာဘိုတို့ဆောင်တွေကအခုဆိုရင်ချစ်သူတန်း73နှစ်ကျော်သွားခဲ့ပါပြီ။နှစ်ယောက်သားလက်ထပ်ဖို့အတွက်ကတော့တည်တည်ကြာကြာစုဆောင်းနေရကြောင်းအချိန်ယူနေရသေးရဲ့ဆိုပေမဲ့လည်းမကြခင်အချိန်တွင်းမှာပဲလက်ထပ်မင်္ဂလာပွဲကျင်းပဖို့အတွက်အစီအစဉ်နေခဲ့ပါပြီ။ချစ်သူတန်း73နှစ်ဆိုတဲ့အတိုင်းကြားထဲမှာအခက်အခဲအနှောက်အယှက်မျိုးစုံကြုံတွေ့ခဲ့ရမှာဆိုပေမဲ့နှစ်ယောက်စလုံးကနားလည်မှုရှိစွာနဲ့ ရွှေ့လက်တွဲခဲ့ကြပါတယ်။အထူးသဖြင့်တော့ကောင်းပြင်းနေတဲ့တခြားမိန်းကလေးတွေရဲ့ဆွဲဆောင်မှုတွေမှာလုံးဝကိုစိတ်မယိုင်မယ်။ယောက်ျားကောင်းပီသားစွာနဲ့တဏ္ဍာဘိုးရဲ့လက်ကိုပဲအမြဲဆွဆွဲမြဲမြဲကင်ထားခဲ့ရဖြစ်ပါတယ်။ နှစ်ယောက်သားတကားတလေမှာနားလည်မှုလွဲပြီးတော့စကားများတာတွေရှိပါတယ်။ဒါပေမဲ့လည်းအချိန်ကြာကြီးစိတ်ဆိုးစိတ်ကောက်တာတခြားတယောက်နဲ့ပတ်သက်တာမျိုးတွေမရှိခဲ့ပါဘူး။ဂျာတိုင်းမှာဘသူတွေဘလိုပဲနှောက်ယှက်နေပါစေ။သူတို့နှစ်ယောက်ရဲ့တိဆောက်ထားတဲ့ဆက်ဆံရေးကိုမပြတ်စင်းအောင်အကောင်းမွန်ဆုံးထိန်းသိမ်းဆောက်ရှောက်ခဲ့ပါတယ်။ဒါကြောင့်လည်းလွမ်းပိုင်တို့လိုမျိုးဂျားလူရဲ့စနိုင်မှုကြောင့်၁၃နှစ်ကြာမှလမ်းခွဲသွားတဲ့အဖြစ်မျိုးမကြုံတွေ့ခဲ့ရပဲ။မကြခင်မှာပဲလက်ထက်မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ်။ ကောင်းပြေဆိုတာကလွမ်းပိုင်ထက်တောင်ပိုယုတ်ချော့ပြီးတော့ပိုအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ဒါကြောင့်လာကြိုက်ကြတဲ့ကောင်မလေးတွေကလည်းအများကြီးရှိကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကောင်းပြေတို့ဇုံထဲမှာတော့တခြားလူကြောင့်ပြဿနာအရှုပ်ရှင်းတွေတခါမှမဖြစ်ခဲ့ပဲကိုချစ်သူကလွှဲရင်ဘသူကမှဂယုမဆိုင်ဘူးဆိုတဲ့သစ္စာတရားကိုလက်ကင်ထားနိုင်ခဲ့ကြပါတယ်။ဒါကြောင့်မယ်ကိုရဲ့ချစ်သူကိုမျက်နှာငယ်စရာအဖြစ်မျိုးမကြုံတွေ့ရစေပဲ။မကြခင်မှာတင့်တယ်စွာနဲ့လက်ထတော်မဲ့ကောင်းပြေရဲ့ဂတိသစ္စာတည်မြဲမှုကိုပရိသတ်တွေများစွာကချီးကျူးနေခဲ့ကြတာဖြစ်ပါတယ်။ စ်သူတန်း73နှစ်မှာစနိုက်ကိုမရှောင်ခဲ့ရကြောင်းစစ်သူနဲ့ပြတ်ဆဲခဲ့ရတဲ့လွမ်းပိုင်နဲ့ပကြမင်းကလေးတွေကိုအာယုံမရောက်ပဲချေရသူနဲ့လက်ထပ်တော်မယ်ကောင်းပြေတို့ရဲ့ကွဲပြားခြားနားတဲ့စိတ်တဘောရပေါ်မှာပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်အဆုံးတကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်